မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ပင်လယ်ပြင်ကထိုးကြတဲ့မိုးလေဝသအခြေအနေတွေကိုဖော်ပြပေးကြပါမယ်မိုးလေဝသတူတေသီအွန်လိုင်းကတော့ဒီနေ့အောက်တိုဘာလ3ရက်နေ့လယ်တနာရီခွဲမှာအခုလိုထုတ်ပြန်လာခဲ့ပါတယ်တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်လာတဲ့တိုင်ဖုန်းမုန်တိုင်း မာမိုကတော့ဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်တိုက်ခတ်မဲ့မုံတိုင်း37 debut ဖိလစ်ပိုင်အမည်ပေါလိုဟာအော်တိုဘား3ရက်မနက်မှာတိုင်ဖုံးမုံတိုင်းမာမိုအဖြစ်ပုံမအားကောင်းလာပါတယ်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖျက်ချော်တိုက်ခတ်ပြီးတဲ့နောက်အော်တိုဘား3ရက်ညမှာတော့တောင်တရုတ်ပင်လယ်ကိုစတင်ဝင်ရောက်စင်မှာအားကောင်းသောအပူပိုင်မုံတိုင်းအဖြစ်နဲ့ခိတအားရောလာပြီးတော့အော်တိုဘား4ရက်မနက်ဟောင်ကောင်တောင်ဘက်မိုင်350ခန့်ကွာ တောင်ရိုးပင်လယ်ပြင်မှာတိုင်ဖုံးမုန်တိုင်းအဖြစ်ကိုပြန်လည်အားကောင်းလာပြီးတော့အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားကဟိုင်နန်ကျွန်းကိုအောက်တိုဘာ9ရက်ညမှာ၎င်းတရုတ်ပြည်အနောက်တောင်ဘက်ကမ်းခြေကိုဗီယက်နမ်တရုတ်နယ်စပ်အနီးကနေအောက်တိုဘာလ6ရက်မြန်မာစံတော်ချိန်မနက်အစောပိုင်းမှာ၎င်းဆက်လက်ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်မုန်တိုင်းအကျဉ်းချန်တွေဟာဗီယက်နမ်နိုင်ငံမြောက်ကိုဖြတ်တန်းပြီးတော့ဗီယက်နမ်တရုတ်နယ်စပ်ဒီအောက်တိုဘာ9ရက်နေ့မနက်ပိုင်းမှာ၎င်းဖြတ်တန်းရွေ့ရှားရောက်ရှိနိုင်ပါတယ်။ဒင်္ဂလာတင်လေအော်မှာဖြစ်ကိုခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ် 01B ကတော့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ် JTWC သတ်မှတ်ချက်အရ Cyclonic Storm 01B ဟာအော်တိုဘာ3ရက်မနက်ပိုင်းကအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် ဩရိတပြည်နယ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက်ကုန်းတွင်းမုန်တိုင်းကုန်းတွင်းလေပြင်းအားနဲ့ရောင်းဝတ်ဖြစ်နေအနောက်အနောက်မြောက်ဘက်ကိုအိန္ဒိယနိုင်ငံအတွင်ဆက်လက်ရွေးလျားလျက်ရှိနေပါတယ်အာရဗျာပင်လယ်မှာဖြစ်ပေါ်နေတဲ့မွန်တိုင်းငယ် 01A ကတော့အိန္ဒိယနိုင်ငံအနောက်ဘက်အိန္ဒိယပါကစ္စတန်နိဇက် အိန္ဒိယပါကစ္စတန်နဲ့ဇက်အနီအာရဗျပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ် JTWC သတ်မှတ်ချက်အရာ Cyclonic Storm 01A ကတော့အာရဗျပင်လယ်အတွင်းအနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးတော့အောက်တိုဘာ၄ရက်မှာတော့အားကောင်းသော Cyclone မုန်တိုင်း Sub Cyclonic Storm SC အဖြစ်ကို၎င်းအောက်တိုဘာ၄ရက်ညမှာတော့အားလွန်ကောင်းတဲ့ Cyclone မုန်တိုင်း Very Sub Cyclonic Storm VC အဖြစ်ကို၎င်း ပိုပိုအားကောင်းလာပြီးတော့ပါကစ္စတန်နိုင်ငံကရာချီမြို့နောက်တောင်ဘက်မိုင်320ခန့်ကွာပင်လယ်ပြင်မှာဗဟိုပြုနေနိုင်တဲ့ကြောင်း JDWC ကခန့်မှန်းထုတ်ပြန်ထားပါတယ်။ပင်လယ်ပြင်မှာဖြစ်ပေါ်တဲ့မုန်တိုင်းတွေကြောင့်မြန်မာနိုင်ငံအပေါ်တက်ရောက်နိုင်မဲ့မိုးလေဝသအခြေအနေကတော့လက်ရှိဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းတွေကြောင့်ပဲမြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေပေါ် တိုင်းရိုက်တက်ရောက်မှုအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်မှာတော့တက်ရောက်မှုအနည်းငယ်ရှိနိုင်ပြီးတော့အော်တိုမား9ရက်နောက်ပိုင်းအားတင်းတင်းကလည်းအားကောင်းလာနိုင်တဲ့မုတ်တုံတွေကြောင့်ပဲမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တရင်းနိုင်တိုင်းဒေသတချို့မှာမိုးသည်တဲ့ထစ်ချုံရွာသွန်းပြီးတော့24နှစ်အတွင်းမိုးရေချိန်ဟာတလက်မဝင်းကျင်ကမြန်မာနိုင်ငံအထက်ပိုင်းကနေမန္တလေးတိုင်းစကိုင်းတိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာတော့မိုးတင်းတင်းကနေနေရာကွက်ပြီးမိုးများနိုင်က24နာရီအတွင်းမိုးရေချိန်ကတော့တိတိသမနှလမကနေနှလမကန့်အထိရွာသွန်းရရှိနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့မုံနိုင်ငယ်တရင်အမှတ်စဉ်36မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်အောက်တိုဘာ3ရက်နေ့ဒီနေ့မြမစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြမစံတော်ချိန်မနက်9နာရီခွဲချိန်တိုင်းထွားချက်တည်းရအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းခြေကိုကိုဘာဘူမြို့အနီးကဖျက်ချော်ခဲ့တဲ့အားကောင်းသောမုံနိုင်ငယ်ဒီဒက်ပရက်ရှင်ကတော့ အနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့အော်ရိတာပြည်နယ်တောင်ပိုင်းမှာမုန်တိုင်းငယ် depression အဖြစ်ကိုအာရုံခဲ့ပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်ပြီးတော့အိန္ဒိယနိုင်ငံကိုနေပိုင်းဒေသတွေကိုဖြတ်ကျော်နိုင်ကတပြေးပြေးအာရုံသွားမယ်လို့ခန့်မှန်းထားပါတယ်။ဒီသတင်းကတော့အားကောင်းသောမုန်တိုင်းငယ် depression အတွက်ထောက်ပြပေးတဲ့နောက်ဆုံးသတင်းလေးဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ အော်ရပါလာ3ရက်အတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးကြပါတယ်။လေကြောင်းမိုးလေဝသဥွေဖြူဝံကတော့3ရက်10လ2025ရက်နေ့မနက်9:20မိနစ်ချိန်မှာကုလို့ထုတ်ပြန်လာပါတယ်။မိုးတိုက်တောင်ဖြစ်ထုံးမှုခြေနေမှာတော့မြန်မာနိုင်ငံတောင်ပိုင်းမော်ပြည်နယ်၊ကရင်ပြည်နယ်၊တရိုင်းနိုင်တိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီးနဲ့အေရိုင်တိုင်းဒေသကြီးတွေမှာအ တိမ်အသင့်တင့်ဖြစ်ထွန်းပြီးတော့ကြံတပီလုံးမှာတည်ထူတက်စွာဖြစ်ထွန်းပါတယ်။တိုင်းနယ်ပြည်နယ်ဆက်လေးနေရာအတွက်မနက်ပါမနက်စင်တိုင်းတင်မိုးရွာသွန်းနိုင်မှုခန့်မှန်းချက်ကတော့ကချင်ပြည်နယ်မှာနေရာစိစိမိုးရွာသွန်းပါမယ်။စကိုင်းနယ်ဒေသကြီးမှာတော့အထက်ပိုင်းမှာနေရာကျဲကျဲမိုးရွာသွန်းပြီးတော့ကြံဒေသတွေမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်းပါမယ်။ မန္တလေးတိုင်းဒေသကြီးတွက်ကတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။ချင်းပြည်နယ်မှာတော့နေရာကျဲကျဲမိုးနှင်းငယ်ရွာသွန်းပါမယ်။နေပြည်တော်တိုင်းဒေသကြီးမှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။မကွေးတိုင်းထပ်ပိုင်းမှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပြီးတော့ကြံဒေသတွေမှာတိမ်သည်တဲ့ဖြစ်တော့ပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာတော့နေရာကျဲကျဲမိုးရွာသွန်းလိုက်ပြီးတော့အရှေ့ပိုင်းမှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။ရခိုင်ပြည်နယ်အတွက်ခမ်းမ်းကျက်မှာတော့ထပ်ပိုင်းမှာနေရာကျဲကျဲမိုးရွာသွန်းလိုက်ပြီးတော့အောက်ပိုင်းမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်းပါမယ်။ အရာရီတိုင်းမှာတော့မနက်ခင်းပိုင်းမှာနေတာနိုင်ပြီးတော့ညနေပိုင်းမှာနေရာကွက်ကြမိုးနှင်းငယ်ရွာသွားပါမယ်။ရန်ကုန်တိုင်းမှာတော့မနက်ပိုင်းမှာနေတာပြီးတော့ညနေပိုင်းမှာနေရာကွက်ကြမိုးနှင်းငယ်ရွာသွားပါမယ်။ပဲခူးတိုင်းမှာတော့မနက်ပိုင်းမှာလည်းနေတာပြီးတော့ညနေပိုင်းမှာနေရာကွက်ကြမိုးနှင်းငယ်ရွာသွားပါမယ်။ကယားပြည်နယ်မှာနေရာကျဲကျဲမိုးနှင်းငယ်ရွာသွားပါမယ်။မွန်ပြည်နယ်မှာတော့နေရာကွက်ကြမိုးနှင်းငယ်ရွာသွားပါမယ်။ကရင်ပြည်နယ်မှာတော့နေရာကျဲကျဲမိုးနှင်းငယ်ရွာသွားပါမယ်။တနင်္သာရီတိုင်းမှာတော့နေရာကျဲကျဲမိုးရွာသွားပါမယ်။ မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေကတော့ဘင်္ဂလားပင်လယ်အော်အနောက်လှေပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့အပူဝမ်းမုန်တိုင်း Tropical Cyclone 01B1 ကတော့ကျူတင်ခံမှန်းခဲ့တဲ့အတိုင်းပဲအိန္ဒိယနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။တောင်တိုးပင်လယ်ပြင်ဖိလစ်ပိုင်ရဲ့အရှေ့ဘက်မှာမြန်မာနိုင်ငံကိုအရှေ့ဘက်ကလာတဲ့လေပွေလိုင်းတွေဖြစ်နေ။မိုးရွာသွန်းနာကိုအကျိုးသက်ရောက်မှုရှိနိုင်တဲ့မန်မိုအမြင်ရတဲ့အပူပန်းမုန်တိုင်းတစ်လုံးဖြစ်ပေါ်ပြီးတော့လာမယ့်9ရက်နေ့ကစပြီးတော့မြန်မာနိုင်ငံအရှေ့ပိုင်းကိုလေပွေလိုင်းအဖြစ်နဲ့ရောက်ရှိလာမယ်လို့ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ်။ နောက်နှစ်ရက်အတွက် ခမန်းချက်မှာတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကယားပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာတော့နေရာဆိတ်ဆိတ်မိုးဆက်လက်ရွာသွန်းပါမယ်ဆက်လက်ပြီးတော့လေ ARD တိုင်းမှာအောက်တိုဘာ၂ရက်ကနေအောက်တိုဘာ၈ရက်ထိမိုးလေဝသအခြေအနေကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အမှမုန်တိုင်းဖြစ်ပေါ်နိုင်တဲ့အခြေအနေကတော့ဘင်္ဂလားပင်လယ်အနောက်လေပိုင်းမှာစက်တင်ဘာလ30ရက်နေ့ည6:00နာရီခွဲအချိန်မှာတော့ဖြစ်ပေါ်ခဲ့တဲ့လေပြင်းအားနဲ့ရောင်ဝအောက်တိုဘာ၁ရက်မှာအားကောင်းသောလေပြင်းအားနဲ့ရောင် WMAP LBA ဖြစ်ပေါ်လာပါတယ်။ ဝမ်မက် LBA ကပုံမအားကောင်းလာနိုင်ပြီးတော့ depression မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်တဲ့ကြောင်း အိန္ဒိယမူလဥသားဌာနကဒီနေ့မှထုတ်ပြန်လာပါတယ်။ပြည်ပဆိုင်ရာမုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့က JTWC ကတော့အောက်တိုဘာ၁ရက်ကညပိုင်းမှာလေတိုင်နှုန်းဟာ35 knot ၊ဘောဘီယာဟာ990ခွန်ဟတိုပါစကဲ၊ Cyclonic Storm C ရဲ့အဆင့်ရောက်ရှိနိုင်ပြီးတော့ Cyclonic Storm 01B လို့အမည်ပေးထားပါတယ်။တောင်တရုတ်ပင်လယ်ဘက်ကထူးခြားမူလဥသားအခြေအနေမှာတော့အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့ဖိလစ်ပိုင်အမည် Paolo 27W ကတော့အောက်တိုဘာ၁ရက်ညပိုင်းမှာအပူပိုင်းလေပြင်းအားနဲ့ရွံ့ဝန် Tropical Depression TD ဖြစ်လာပြီးတော့အောက်တိုဘာ၂ရက်မနက်ပိုင်းမှာတော့ အပူဝမ်းမုန်တိုင်း Tropical Storm TS ဖြစ်လာကဖိလစ်ပိုင်မြို့တော်မနီလာရဲ့အရှေ့ဘက်မိုင်900ကအကွာကိုရောက်ရှိလာကအနောက်မြောက်ဘက်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဦးတည်ရွှေ့ရှာပါမယ်။အော်တိုဝါ3ရက်မနက်မှာတော့အကောင်းသောအပူဝမ်းမုန်တိုင်းအဖြစ် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်ပြီးတဲ့နောက်အော်တိုဘာ3ရက်ညမှာတော့တောင်တိုးပင်လယ်အတွင်းရောက်ရှိပါမယ်။အော်တိုဘာ4ရက်ညမှာတော့အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားပြီးတော့တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်တဲ့အကြောင်း JTWC ကထုတ်ပြန်ထားပြီးလည်းဖြစ်ပါရယ်။9ရက်အတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေနဲ့သဘာဝပေးဖြစ်နိုင်ခြင်းကြိုတင်ခန့်မှန်းချက်မှာလည်းပဲအော်တိုဘာ2ရက်ကနေစလို့အီယာရီတိုင်းအတွင်းမှာနေ့စဉ်ပြန့်မြောက်မိုးရေချိန်ဟာတလမကျော်နိုင်ပြီးတော့မိုးနှင်းငယ်ကနေအသင်းတင်ရွာသွန်းနိုင်ပြီးမိုးအားလျော့ပါမယ်။ ငမူရောမြို့နယ်မှာတော့အနည်းဆုံးမိုးရေချိန်ဟာ1.25လက်မနဲ့မအိုပင်ညောင်တုံးမြို့နယ်တွေမှာတော့အများဆုံးမိုးရေချိန်ကတော့3.44လက်မရွာသွန်းရရှိနိုင်ပြီးတော့ AR တိုင်းမြောက်ပိုင်းအင်ကပူမြန်အောင်ကြံကင်းမြို့နယ်တွေမှာတော့9ရက်တာကာလအတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ဟာ2လက်မကနေ3လက်မဝန်းကျင်ကသာရှိနိုင်ပါတယ်။မအိုပင်ညောင်တုံးပန်းတော်တော်ပိုကလေးမြို့နယ်တွေမှာတော့9ရက်တွင်မိုးရေချိန်ဟာအများဆုံးဖြစ်နိုင်ပြီးတော့မြင်းနိုင်ပိုင်းနဲ့ချောင်းမြကန်ပင်မြို့ရွာတွေနဲ့လက်ကွင်းတွေမှာရေကြီးဖြစ်နိုင်ခြင်းများပါတယ်။ AR တိုင်းအလဲပိုင်း ဟင်္ဒရာမြို့နယ်မအိုပင်မြို့ကြားရန်ကုန်တိုင်းနယ်ထိစပ်နေတဲ့အရှေ့ပိုင်းမြို့နယ်တွေမှာတော့မိုးတက်လေပြင်းကြပြီးမိုးထစ်ကြုံရွာသွန်းတာနေရာကွက်ပြီးမိုးတဲထန်နိုင်တာတွေဖြစ်ပေါ်ပါမယ်။လေကွင်းစိုက်ပျိုးမြေမှာရေခွက်ပြီးတော့ရေလွှမ်းနိုင်လို့ရေသိမ်းချိန်နဲ့စိုက်ပျိုးအပင်သစ်တွေအတွက်ပြိုးကျဲပြိုးထောင်ချိန်ကိုနှောင့်နှေးစေပါမယ်။